သူတက်မှတ်လိုက်တာဒံွေ3000ငါတို့ဒီမှာတနေဝန်မောင်းလို့3000မရအောင်သူတို့ဖမ်းရင်ဖမ်းတယ်မဖမ်းရင်မဖမ်းဘူးဥပဒေနဲ့မဟုတ်ပဲသူစိတ်ထဲမှာခံစားချက်နဲ့လေမော်တော်ယာဉ်လိုင်းတွေကိုစီကံချိုးဖောက်မှုတွေအတွက်ဒံွေ1500ကနေဒံွေ3000အထိပြောင်းလဲတက်မှတ်လိုက်တာဟာသူတို့အတွက်တော့မျိုးရင်းပြေးဆွဲဖို့အခက်အခဲတစ်ခုဖြစ်နေပါတယ်တစ်နှစ်ထက်တစ်နှစ်များပြားလာတဲ့ကိုပိုင်ကားတွေနဲ့လမ်းဘေးဈေးတွေကိုရှောင်ပြီးမောင်းနေရတာကြောင့်အစ်စ်ပြထန်းလိုက်တဲ့ဥပဒေကို ရင်ကျော်ပိတ်ဆို့မှုကိုရင်ဆိုင်ပြီးအခောက်ရည်ပြည့်ဖို့ကြိုးစားနေရတဲ့ရင်လိုင်းတွေကလက်မခံကျင်ကြပါဘူး။လမ်းကျောမှာအခုကားတွေပိတ်တာတွေမတို့မှအခက်အခဲတွေအများကြီးရှိအရင်တော့ကကားအခောက်ရည်ပြည့်တယ်။မောင်းရတာလမ်းရှင်းတယ်။အခုကကားတွေကလည်းများလာတယ်။တုံးကြတဲ့ကသွားတဲ့ခါမှလည်းဈေးတွေတွေဆိုက်ကားဂိတ်တွေဆိုင်ကားသမားတွေခီးတယ်တွေအဲ့မှာလမ်းလျှောက်တဲ့လူတွေဈေးဝယ်တဲ့လူတွေအဲ့ဒီဟာတွေရှောင်ကွင်းပြီးမောင်းတယ်။ဒီကြတဲ့ကားလေးတွေကကိုယ့်ရင်ကျောထဲဝင်ပြီးတော့တိုင်ပတ်ရတယ် ငါတို့မှဒီကားတွေပြီးမှငါတို့သွားခီးလဲကြန့်ကြတယ်အပေါ်တက်လိုက်တာနဲ့ငါတို့မှဖမ်းတဲ့ကားကလာကြုံတွေ့လိုက်တော့သွားပြီအဲ့ဒါသူတက်မှတ်လိုက်တာဒဏ်ငွေ3000ငါတို့ဒီမှာတနေဝန်မောင်းလို့3000မရဘူးတထောင်ခွဲလောက်ရအောင်တော့မှကိုဒီမှာအသေးအံမောင်းရတာခောက်ပြိမှရတာခောက်မပြိရင်ကဒဏ်ငွေ3000ဆောင်းမှုဆိုတာမလွယ်ဘူးနိုင်ငံသားတိုင်းဟာနိုင်ငံတော်ကချမှတ်တဲ့ဥပဒေကိုစီကံလိုက်နာခြင်းပေမဲ့ရင်လိုက်အများစုကသူတို့ဝင်ငွေနဲ့ဒဏ်ကြီးဟာ မျှတမှုမရှိဘူးလို့ထောက်ပြနေကြပါတယ်။သုံးသောင်းမကလို့သုံးသိန်းနဲ့ကြောက်စရာမလိုဘူး။ဒါပေမဲ့ဒီ line 5ဆိုတာကားသေးသေးလေးမဟုတ်ကားကြီးတယ်။ဒါပေမဲ့သူတို့မှတ်တိုင်ဝင်ဖို့ရအတွက်အဓိကမှတ်တိုင်တွေရှိလား။တချို့နေရာတွေမှတ်တိုင်တွေမရှိဘူး။နောက်တစ်ခုကဝါစီမင်းသားတွေမှတ်တိုင်ချင်မှာကားကြီးတစ်စီးသာတားလို့မရဘူး။အနည်းဆုံး3စီးသာလောက်ကျဲဤတားမှာ။တစ်စီးသာတားပြီးတော့နောက်ကဖတ်မယ်ဆိုနောက်ကခီးတယ်ဆိုတာကလည်း1မိနစ်2မိနစ်ဆိုတာသူတို့မှချိန်ရှိတယ်။သူတို့မှကုမ္ပဏီလုံးကမျိုးမျိုးရေးကြည့်တာရှိတယ်။ အဲ့တော့တို့တော့နဲ့နာတယ်အဲ့တစည်းမှတစည်းအဲ့တစည်းမထွက်မချင်းအဲ့ခီးတွေကိုမချပါနဲ့ဆိုလို့လို့မရဘူးအတိတိကျကျသူတို့ဖမ်းရင်ဖမ်းတယ်မဖမ်းရင်မဖမ်းဘူးသူတို့စိတ်ထဲမှာပဲသူတို့ဥပဒေနဲ့မဟုတ်ပဲသူတို့စိတ်ထဲမှာခံစားချက်နဲ့ပဲအဲ့လိုလုပ်လား2015မော်တော်ယာဉ်ဥပဒေကိုစက်တင်ဘာ9ရက်ကပြည်ထောင်စုလွှတ်တော်မှာအတည်ပြုပြဋ္ဌာန်းခဲ့ပါတယ်ရန်ကုန်မြို့ရင်းပြေးဆွဲနေတဲ့ခီးတွေရင်လိုင်းပေါင်း300ကျော်တဲ့ကရင်လိုင်းများစုကတော့စက်တင်ဘာ15ရက်နေ့ကစတင်ပြီးရန်နာခဲ့ပါတယ် ဥပဒေကြမ်းဟာပြစ်မှုပြစ်ဒဏ်တွေကိုစနစ်တကျတွက်ချက်အတည်ပြုပြီးမော်တော်ယာဉ်အားလုံးအတွက်ထုတ်ပြန်ထားတာဖြစ်တယ်လို့မထသဗဟိုကမှတ်ချက်ပေးပါတယ်။ဒီဥပဒေတရားကိုပြဋ္ဌာန်းတဲ့နေရာမှာကျွန်တော်တို့နိုင်ငံမှာပွဲစည်းပုံခြေကဥပဒေအရပြည်ထောင်စုလွှတ်တော်မှာဆွေးနွေးပြီးတော့မှပြုစုပြီးထုတ်ပြန်လိုက်တဲ့ဥပဒေဖြစ်ပါတယ်။ဒီမှာဥပဒေကြမ်းက2015ခုနှစ်ဇူလိုင်လမှာထုတ်တယ်။အဲ့ဒီမှာပါတဲ့ပြစ်မှုပြစ်ဒဏ်တွေကိုတော့ပြန်လည်သုံးသပ်ပြီးတော့ဥပမာကိုယ်တော့9000တန်တက်မယ် ထောင်တန်3လဆိုတဲ့ကျူးလွန်မှုကိုတော့တကယ်ဥပဒေထွက်လာတဲ့ခါကျထောင်တန်1လနဲ့ပြည်မှု3တော့ဒီလိုထိပြောင်းလဲလာတာကိုတွေ့ရတဲ့အတွက်စနစ်တကျဒါကိုတွက်ချက်ပြီးတော့မှအတည်ပြုပြီးမှထုတ်ပြန်တယ်လို့ဒါပြောစရာဖြစ်တယ်နိုင်ငံတော်မှာလည်းပြန်ကြည့်ရင်ဒီဥပဒေဟာဘာသာသားတစ်ခုတည်းအတွက်ထုတ်တာမဟုတ်ဘူးဘော်ဒိုရင်အန်ဒရယ်ကင်းကြီးရဲ့အတွက်အားလုံးကိုထုတ်ပြတာဖြစ်တယ်မထသားရဲ့တရားဝင်ပြေးဆွဲနေတဲ့ရင်းစီ9000ကျော်တဲ့က ပြတ်တဲ့ကားစီးရေ၄000ကျော်ကလွဲလို့ပုံမှန်ပြည့်စွဲနေတယ်လို့ဆိုပါတယ်။ရန်ကုန်မြို့ရင်းရင်ကျော်ပိတ်ဆို့မှုရဲ့အဓိကအကြောင်းရင်းတွေထဲမှာဘတ်စကားလိုင်းတွေရဲ့စီကံမဲ့မှုဥပဒေလက်တလုံးချလုံးမှုတွေကြောင့်ဆိုတာစစ်တမ်းတွေသဘောထားအမြင်တွေကထင်ထင်ရှားရှားပြသခဲ့ပါတယ်။